အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲချူသုံးသက်ချက်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညလိုပြောလိုက်ရမနက်ဖြန်မနက်ပိုင်းအစောပိုင်းမှာတော့တော်တန် hospital တင်းနဲ့ northern forest ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲရှိပါတယ်။တော်တန် hospital တင်းနဲ့ဒါပွဲချောင်ဆိုတဲ့ဥစားပြီးဆုံးသွားတဲ့ကျွန်တော်ပွဲချက်တွေပြန်လာခဲ့ပြီဖြစ်ပါတယ်။ပွဲချောင်မှာနိုင်လားဆိုတော့လေပွဲချောင်မှာလည်းမနိုင်ခဲ့ပါဘူး။အဲ့တော့ဒါရှိမှာဒါ spa တင်းနဲ့ကန်ကောင်းသွားတာကတော့ euro pali မှာတော့ကျွန်တော် semi final ကိုတက်လန်းသွားခဲ့ပြီဖြစ်တယ်။အဲ့တော့ ဒီနေ့ပွဲစမှာဒါနီးပြ NG poster glue နေတဲ့သူကတရားဝင်ပြိတ္တတွေကိုပြောထားပြီးသားသူ့အနေနဲ့နေရာ9နေရာနဲ့6နေရာလောက်တောင်ပြောင်းလဲပြီးတော့ဒီနေ့ပွဲစမှာပွဲထုတ်သွားမယ့်အကြောင်းကိုသူကတော့ပြောသွားခဲ့တယ်ဒီနေ့ပွဲစမှာမပါလာနိုင်မဲ့ကစားသမားတော့ရှင်းပါတယ်ဂျိမ်းဘက်ဒီစင်းနဲ့ရှေ့ပွဲမှာဒါကျွန်တော်တို့ကစားဂိုးသမားရဲ့ဒိတ်ကြိုက်တန်ရပြီဒီနေ့ပွဲစမှာနီးပြမတုံးဖို့အတွက်များတယ်တရားကတော့ပြင်ထက်လုံးဝမရှိကစားသမားကိုယ်တိုင်တရားဝင် confirm လို့ဒါသူ့အနေနဲ့နည်းနည်းလေးရောင်းနေတာကလွင်ဘာမှမဖြစ်ဘူးဆိုပြီး confirm လို့ဒါပေမဲ့နီးပြနေတဲ့ဒီနေ့ပွဲစမှာလူငယ်တွေကိုနေရာပေးပြီးတော့ဒါကျွန်တော်မောတို့ဒါမက်တီးယပ်စတေတို့ကိုဆက်လက်ပြီးနေရာ ပြီးမဲ့ပွဲစဉ်တပွဲလို့ကျွန်တော်နည်းမြင့်နဲ့ တဖက်ကလည်းကျွန်တော် Northern Forest ကတော့ရှင်းပါတယ်လက်ရှိမှာဒါကျွန်တော်တို့မထင်မှတ်ပဲအဆင့်3ငါးနီးပေါ်ဘုံတိုင်းဘုံတိုင်းပြုတ်ကြတာအခုဆိုရင်တော့အဆင့်6လောက်ထိရောက်သွားခဲ့တဲ့သဘောမှရှိတယ်။အဆင့်6လောက်ထိရောက်သွားခြင်းမှာဒါကျွန်တော်လက်ရှိမှာ Aston Villa အသင်းနဲ့ဒါကျွန်တော်တို့ရမှတ်တူနေတယ်။ဂိုးကွာချားချက်ကြောင့်ဒါအဆင့်6နေရာမှာရောက်နေဖြစ်တယ်။အဲ့တော့ဒါကျွန်တော် Northern Forest အနေနဲ့ဒီနေ့ပွဲစဉ်ကလုံးဝ do or die scenario တစ်ခုကိုကျွန်တော်ရောက်သွားခဲ့ပြီလို့ပြောလို့ရရတယ်မှာပါတယ်။တဖက်က Tottenham Hotspur အသင်းကတော့ရှင်းနေပြဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တူတယ်အမှတ်အားဖြင့်ဆိုတော့အဆင့်73ထိတက်လာနိုင်မှာဖြစ်ပြီးတော့ Crystal Palace base နဲ့ဒါကျွန်တော်တူတဲအမှတ်အဖြစ်၄မှတ်ပဲ quarter မဲ့နေတာတခုရောက်သွားမှာဖြစ်တယ်အဲ့တော့စပါတဲ့တော့ကလက်ရှိမှာဒါဒီနေ့ပွဲစဉ်9လက်တိတ်တော့မတူတန်းပရိသတ်တွေကအဆင့်16မှာမနေချင်ဘူးပေါ့နော်ဒါကြောင့်အဆင့်16ဆိုတာကောင်းနေနေပါဒါပေမဲ့စပါတဲ့နဲ့လက်ရှိမှာသတင်းကောင်းတစ်ခုတွေနဲ့ပြောရမယ်ဆိုရင်တော့စပါတဲ့ကဒါတင်ချာနီးနဲ့တွက်မယ်ဆိုတော့တက်လုံးဝမစင်းတော့ဘူးလို့သိရတယ်မှာပါတယ်အဆင့်16က ace switch ကဒါကျွန်တော်တို့မထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့မထင်မထင်မှတ်ဘူး ်ထင်ထင်မှတ်မှတ်ကြီးကိုအာဆနယ်အသင်းကို၄ဂိုးပြည့်နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Ipswich Town နေနဲ့ Tottenham Hotspur အသင်းကိုမမီတော့မယ့်အတွက်ကြောင့်မစပါအသင်းနေနဲ့အခုလက်ရှိမှာကြိုက်သလောက်ရှုံးတန်းတော်မစင်းတော့ဘူးဆိုတဲ့ပုံစံမျိုးကိုဖြစ်သွားခဲ့ဖြစ်တယ်။အခုလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတာကဒီနေ့ပွဲစဉ်မှာ Tottenham Hotspur အသင်းနဲ့တရေတမတ်ရယုံနဲ့တဲ့အစစ်တက်ကိုရောက်ဖို့အတွက်စူးစမ်းသွားနိုင်တာဖြစ်တယ်။ဘာလို့ဆိုတော့အဘောကအသင်းနဲ့ Everton ကလည်း38မယ့် United ကလည်း38မယ့် Wolves ကလည်း38မယ့်အဲ့တော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတရက်ကိုရောက်ရှိလာခဲ့ဖြစ်တယ်။ Tottenham Hotspur အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ ှသာတည်ရတပွဲကြခဲ့မယ်ဆိုရင်တော့မှဒါကြောင့်အဆင့်ဆက်သုံးခီတက်လာနိုင်မှာဖြစ်တယ်အဲ့တော့ တဖက်ကဒါကျွန်တော်တို့ Northern Forest ကအဖြေကတော့ရှင်းတယ် Northern Forest အနေနဲ့အခုလက်ရှိမှာအပေါ်ကအသင်းနဲ့အမှတ်ကအရန်တဖြည်းဖြည်းနဲ့ဒါကျွန်တော်စတင်ပြီးကွာလာခဲ့ပြီအဲ့တော့လက်ရှိမှာဒါကျွန်တော်အမှတ်တော်တော်ကွာလာခဲ့တဲ့အနေအထားမှာဒါဒီညမှာ Northern Forest နောက်ဆုံးပြိုင်ပွဲဆိုနှစ်ပွဲကိုဇက်တိုက်ရှုံးလိုက်တယ်အဲ့ဒါကလက်ရှိမှာ Northern Forest တော်တော်လေးကိုအထိနာသွားစေတဲ့အရာပဲဒါကျွန်တော်မထင်မှတ်ပဲနဲ့ကျွန်တော်တို့ Aston Villa ကို2-1နဲ့ရှုံးတယ်ပြီးရင်1-0နဲ့ Everton ကိုရှုံးတယ်ခံစစ်မကောင်းလို့ရှုံးတာတော့မဟုတ်သူတို့ရဲ့ခံစစ်ကလည်းဒါပေးကို deficit အရာတကူပဲရှိခဲ့တယ်အဲ့တော့ Northern Forest အနေနဲ့လည်းကြားရတော့ကျွန်တော်ဒါလာမယ့်ကျွန်တော် တို့ဒါအပတ်မှလည်းဒါပွဲကြီးပွဲကောင်းတပွဲဖြစ်တဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ FA ဖလားကိုလည်းကဲအောင်မှာဖြစ်တယ်အဲ့တော့ Northern Voice အသင်းဒီနေ့ပွဲစမှာဒါသူတို့အနေနဲ့တစ်ချက်တော့စောင့်ကြည့်မှာတော့ Northern Voice ကလက်ရှိအခြေအနေတွေရဆိုတော့ Europa League တော့ဝင်နေသေးတာဖြစ်တယ်ဒါကြောင့်မို့ဒီ Northern Voice အနေနဲ့ဒီနေ့ပွဲစံကသူတို့တို့အရန်ယူကြည့်တယ် Nuno Espirito Santos ရဲ့ဒီနေ့အကောင်းဆုံး movement တွေကဒါကို define လုပ်သွားနိုင်တယ်အဲ့တော့ Northern Voice အသင်းကတော့ရှင်းနေပြ Northern Voice ရဲ့အိမ်ခွင့်မှာဒီနေ့မှာဒါကျွန်တော်တို့တော်တော်လေးကိုခြေစွမ်းရအားနေခဲ့တယ် Northern Voice ကိုကျွန်တော်ဒါတကူးဆိုတဲ့ရလနဲ့ကပ်ပြီးရှုံးခဲ့တယ်မမေကကျွန်တော် Alan Ga ပဲထင်တယ် တုန်းကသွင်းခဲ့တာမအောင်မကျွန်တော်ကြည့်လိုက်ပါဦးဟုတ်တယ်ကျွန်တော်ဒါအလန်က28မိနစ်မှာသွင်းခဲ့ပြီးဒါစပါတင်အဲ့ဒါဂိုးတွေနဲ့ကျွန်တော်ရှုံးသွားခဲ့တယ်နော်ဒါဗွဲစ်နဲ့ကျွန်တော်တော်တန်ဟော့စပါတင်ရဲ့ဒူရေရှင်မှာဒါနောက်ဆုံးကခုနှစ်ခါတွေ့ကြစပါတင်က၅ကြိမ်နဲ့နှစ်ကြိမ်ဒါကျွန်တော်နော်ဒန်ဖော့စ်ကသင်းတဲ့ကတည်းကတော့နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့မမဲရနော်ဒန်ဖော့စ်အသင်းကတန်တက်လာပြီးခဲ့တာကြောင့်စပါတင်ကိုတစ်ကြိမ်ပဲနိုင်သေးတယ်ပြီးရင်တော့ကျွန်တော်တို့ဒါမမဲရ FA ဖလားမှာဒါစပါတင်ကိုဒါကျွန်တော်တို့တစ်ကြိမ်နိုင်တယ်အဲ့နှစ်ကြိမ်ကလွင်တော်တန်ဟော့စပါတင်ကပဲဒါနူနက်စပရဒူဆန်တူစီဒါနော်ဒန်ဖော့စ်ကိုအသာယူခဲ့တယ်စတီကူပိုင်းနော်ဒန်ဖော့စ်ကိုအသာယူခဲ့တယ် ျွန်တော်ကိုရိုင်းဒါမနစ်ကဒီလိုအချိန်မျိုးမှာဒါကျွန်တော် Northern Forest နဲ့ပွဲစဉ်မှာ Northern Forest ရဲ့အိမ်ကူးမှာတွားကြည့်ရတယ်။ဒါပေမဲ့ဒီတစ်ခေါက်ကဒီနေ့ပွဲစဉ်ကဒါကျွန်တော် Spurs အင်းအတွက်အရေးပါတယ်ဆိုတော့ Northern Forest အသင်းအတွက်ပို့ပြီးတော့အရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့တယ်။အဲ့တော့ဘာကြောင့်လဲဆိုတော့အပြင်တည်ပြီးသား Spartan တို့ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပြောင်းလဲမှုတွေလုပ်မယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တချို့သောလူတွေကိုနေရာပေးလာမယ် ဂျန်ဆိုတာဒီနေ့ပေါ်မှာခန်စီပိုင်ရိုမဲရိုကမီကီဗန်ဒါဗင်ကိုနှစ်ယောက်လုံးကိုအပြည့်အဝနားသွားဖို့နီးပြစူးစမ်းသွားမယ်လို့မြင်နေဒါမိဖို့တော့ဂျိုင်းတွေမှာကန်တဲ့ပွဲစဉ်မှာမှတစ်ခုလုံးရင်လုံမယ်ဒါပေမဲ့စပါတစ်နေနေတာနောက်ထပ်ဒါကျွန်တော်10ရက်မှာ10ရက်အတွင်းမှာဒါကျွန်တော်တို့ ယူရိုပါလိအကြီးမားဆုံးစပါတင်ရတာကျွန်တော်တို့ယူရိုပါလိမှာဒါကျွန်တော်ဘူဒိုရန်ဂလင်းနဲ့တွေ့ရမယ်အတွက်ကြောင့်စပါတင်နဲ့လူအပြည့်ဝချန်သွားမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတယ်အဲ့တော့မိသွမင်းစိုးစေကမစပါတဲ့ဒီနေ့ပေါ်မှာကျွန်တော်ကတော်တော်များများအရန် line up နဲ့ထွက်လာမယ်လို့ကျွန်တော်နည်းနည်းမြင်နေဒီနေ့ပေါ်မှာစပါတဲ့နဲ့ဒါကျွန်တော်တို့ဂိုသမကစကအရန်ဂိုသမဖြစ်တဲ့ Kingski လောက်နဲ့ကိုထွက်လာပြီးတော့ center back Perry မှာဒါကျွန်တော်မတွေ့တာကြာပြီဖြစ်တဲ့ Ben Davies နဲ့ Kevin Dan ဆိုတို့အတွဲကိုလည်းတွေ့ရဖို့များတယ် တိုက်စစ်ပိုင်းမှာဒီနေ့ပေါ်စမှာကျွန်တော်အပြောင်းလဲလေးရှိစေချင်ပြီးရင်ဒီနေ့ပေါ်စမှာမပါလာနိုင်မဲ့ကစားသမားကတော့ဆွန်ဟောင်းမင်းပဲဆွန်ဟောင်းမင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ချေဖမိုးကြွတ်သားရောင်းလီတဲ့အကြောင်းမို့ဒီနေ့ပွဲစဉ်ကိုဆက်လက်ပြီးလွှဲချော်မယ်လို့ဒီပြနဲ့ပြောထားတယ်။ဒါပေမဲ့လာမယ့် Premier League ပွဲစဉ်ဖြစ်တဲ့ဒါကျွန်တော် Liverpool နဲ့ပွဲစဉ်မှာတော့ Spurs အသင်းအနေနဲ့ပြန်လည်ပြီးတော့ဒါပြန်တော့ပါဝင်လာနိုင်မယ်ဆိုတဲ့သတင်းထွက်လာခဲ့။အဲ့တော့ Northern Forest ဘက်ကလည်းပြန်ကြည့်အောင် Northern Forest အနေနဲ့ဒီနေ့ပေါ်စမှာ4231ဆိုတဲ့ဒါအကွက်နဲ့ပဲထွက်လာဖို့ရှိတယ်။အဓိကဒီနေ့ပေါ်စမှာ Northern Forest လည်းလူပြန်ဆောင်သွားခဲ့ပြီးဒါတို့နဲ့ဒါဒဏ်ရာတွေအပြည့်နဲ့ဖြစ်နေတဲ့အသေးသေးသင် ်ကနေအခုလက်ရှိမှာဒီနေ့ပွဲစဉ်မှာလူပြန်ဆုံမယ်ခရစ်စတူအလန်က Hudson Odoi ဆိုတဲ့ဒါကျွန်တော်တို့တိုက်ဆက်အတွဲကိုဒီနေ့ပွဲစဉ်မှာဆော့ဆုံလင်းပြအဲ့တော့စပါတင်ဘက်ကပြန်ကြည့်မယ်ဆိုစပါတင်ရဲ့လက်ရှိမှာဂျာယက်ထဲမှာသူများတင်တဲ့ဆန်အများကြီးနားရပါတယ် Itran Forever နဲ့ပြီးရဲ့ချိန်မှာဒါ United တို့ဘောက်ဆောင်မနေ့ကမှကန်ရတဲ့အတွက်ကြောင့်မဒါကျွန်တော်တို့နားရအဖြစ်တွတ်မယ်ဆိုရင်တော့စပါတင်ရဲ့လုံးဝအပြည့်အဝနားရရထားတယ်လို့ပြောလို့ရတယ်တင်းလာနေမှကန်တဲ့အတွက်ကြောင့်အဲ့တော့ ပရီးမီးယားလိအုပ်စုကိုဒီညမှာပတ်ပြီးကျိုးအဲ့တော့ဒီနေ့ပွဲစမှာစပါတစ်နဲ့နိုင်နဲ့ရှုံးနဲ့ရလက်ဆိုရဲဒီနေ့ပွဲစမှာခြေစွမ်းကိုအကြီးကပြဖို့အတွက်အများကြီးရည်ကြီးတယ်လို့ပြောလို့ရတယ်။အိမ်ဝင်းဖြစ်နေတာတကြောင်ဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစမှာဆော်ဒန်ဟော့စပါတစ်တွေတော့တော်ပြီးကြောင်တော်တော်လို့လို့မြင်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်လက်ရှိမှာဒီနေ့မှာယူရိုပါလိရပြီတန်းဆင်းသွားရင်ကျွန်တော်တို့ကမနက်ပြောစိတ်မဆူရတယ်မဟုတ်တန်းဆင်းသွားရင်တော့ချန်ပီယံရှစ်ကိုရနိုင်တဲ့တဲမှာကိုရီပါတာဟုတ်အဲ့တော့လက်ရှိအခြေအနေမျိုးကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒါလက်ရှိမှာအဆက်ဆက်လျှောက်ကိုစပါစပါလို့သိနေမှုနဲ့မသိတော့ဘူးဒါဟာ reality ပဲဒါပေမဲ့ မတက်နိုင်ဘူးယူရိုပါလိရမယ်ဆိုတော့ယူရမှာပဲဒါပေမဲ့အောက်ကကိုကန်ကောင်းတာအဆစ်ဆုံးမပြောဝက်ဆန်းကိုတိုင်ကလည်းညံ့ဖြင်းနေတာဂရီဟန်ပေါ်တာတို့အုပ်စုကလည်းဘာဒီဖြစ်နေမှန်းမသိတဲ့ဥစ္စာပေါ့နော်အဲ့တော့ အဲ့တော့စပါတင်ရဲ့လက်ရှိမှာအဓိကနေနေပွဲစဉ်မှာ soft လောက်မှာနောက်တစ်ခုဟာ tight set ပိုင်းဂိုးပေါက်ပြောင်းမှုတွေပဲဒီနေ့ပွဲမှာတောင်ပန်းနေမှာဒါကျွန်တော်တို့တောင်တော်ပြင်သစ်ညီနောင်နဲ့ရောက်ဖြစ်တဲ့ Matthias Stein နဲ့ Udo Bett ရဲ့အတွဲကိုဒီနေ့ပွဲစဉ်မှာစတင်ပြီးမြင်ရမှာလားဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်စိုးရင်တာတစ်ခုကတစ်ဖက်က Alan Garner နဲ့ Hudson Odoi ပဲ Alan Garner နဲ့ Hudson Odoi ရဲ့အတွဲကတကယ်ကို next level ဆက်နေအခုလက်ရှိကျွန်တော်တို့ဒါ Northern Fury နောက်ဆုံးပြိုင်ပွဲဆိုနှစ်ပွဲကိုရှုံးထားတယ်ဆိုရင်ပြန်ကြည့်ရင်တော့မသူတို့အနေနဲ့ deficit အရာတကူ ဆိုတဲ့ရလဒ်တွေနဲ့ပဲရှုံးထားခဲ့တာဖြစ်တယ်။ Northern ဘွဲအသင်းနဲ့အခုလက်ရှိမှာပြန်ကြည့်မှာနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော်တို့သူကလင်းရှိယူထားနိုင်ခဲ့တဲ့ပွဲစဉ်ကတိုတယ်နှစ်ပွဲတိတိရှိခဲ့ရတယ်မှာပါအဲ့တော့သူတို့ရဲ့ခံစစ်ကအခုချိန်ဒီ strong ဖြစ်တုံးလို့ပြောလို့ရတယ်မှာပါတယ်တကယ်ကိုလည်းမဆိုးဘူးလို့ပြောအဲ့တော့ spa အသင်းနေနဲ့ပြန်ကြည့်အောင် spa အသင်းနဲ့လက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော် Northern Forest နဲ့ခက်ဆင်စင်ပဲနှစ်ပွဲရှုံးထားတယ်နှစ်ပွဲနိုင်ထားတယ် တပွဲတည်ကြထားတယ်နှစ်ပွဲနှစ်ယောက်လုံးကတော့ကျွန်တော်လက်ရှိ form ရဆိုရင်တော့ခက်ဆင်ဆင်ပဲတိတ်တော့မကွာမကွာချားလာတဲ့အတင်းတင်းကိုခင်ဗျားတို့တွေ့ရမယ်တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစမှာ Northern Voice ကိုကျွန်တော်မိမာကျွန်တော်နိုင်မာလားဆိုရယ်မိကိုမိရကျွန်တော်တော့မထင်ဘူးဘာလို့ဆိုဦးနာပေါ့ဒီနေ့ပွဲစမှာဒါလူငယ်တွေကိုနေရာပေးမယ်လူငယ်တွေနေရာပေးမှုနဲ့ဒါကျွန်တော်အပြည့်အဝတွေ့အဲ့တော့နှစ်သင်းလုံးမှာလက်ရှိမှာဒါကျွန်တော်အဓိကကစားသမားတော်တော်များပါလာမယ်ဒါတစ်ဖက်ကဒါကျွန်တော်တို့ Nuno Espirito Santo ရဲ့အဓိကကစားသမားဖြစ်တဲ့ OI နားတော့ဒီနေ့ပွဲစမှာလွှဲချော်မယ်စပါးကဆွန်ဟောင်းမင်းကဒီနေ့ဒီပွဲဆက်လက်ပြီးလွှဲချော်မှာဖြစ်ပြီး Channel ကစားသမားတွေကတော့ fully fit ပြန်ဖြစ်မယ်လို့မြင်နေစပ ဖာဒီနေတာအဓိကကစားသမားတချို့ဒီနေ့ပုံစံမှာအရန်ခုံမှာထားသွားမယ်ခရစ်ရှယ်ရူမဲရူမစ်ကီဗန်ဒါဗင်မက်ဒီဆင်ဒီကစားသမားတွေကိုအရန်ခုံမှာကျွန်တော်ဒီနေ့ပုံစံမှာဆိုဘလူ30ချင်လည်းတည်တာမိုက်ကီမောကို30ချင်လည်းမိုက်ကီမောနဲ့ဒီနေ့ပုံစံမှာနော်တန်ဖော့စ်ကိုသူဘာလုံးနိုင်လဲပြတာဘူးတော့အကောင်းဆုံးပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်စပါတင်အနေနဲ့ဒီနေ့ပုံစံမှာမတ်ဆွင်းပွဲစဉ်တော့မဟုတ်ဘူးတစ်ဖက်ကနော်တန်ဖော့စ်အသင်းတွေကမတ်ဆွင်းပွဲစဉ်ဥရောပလူတဲ့ဒါကျွန်တော်ဥရောပရဲ့နိုင်ပွဲတကောဥရောပဝင်ခွင့်အတွက်နိုင်ပွဲလူနေတဲ့နော်တန်ဖော့စ်အသင်းတွေဒီနေ့ပုံစံမှာဖျက်ကားကံမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေရာမှာဒါကကစားသွား ါမှာပဲစပါးတင်ကနိုင်တဲ့သူအေးစေးကစားမဲ့အတင်းတင်းဖြစ်ပြီးတစ်ဖက်ကဆွတ်ဆက်ပြီးနိုင်ဂျင်နေဆိုရင်တော့နိုင်ဂျင်တဲ့အတင်းကတိုင်ပက်လေးရှိတယ်အဲ့ဒါအဲ့လိုပုံစံမျိုးကိုတွေ့ရမယ်အဲ့တော့စပါးတင်ဒီနေ့ပုံစံမှာအေးစေးကစားတာက advantage တစ်ခုရှိတယ်ဒါကြောင့်မို့ဒီနေ့ပုံစံမှာစပါးတင်နဲ့နိုင်ပွဲတစ်ခုပေါ်ဆောင်သွားနိုင်ခဲ့မလားဒါမှမဟုတ် Northern Forest ကပဲဒီနေ့ပုံစံမှာနိုင်လို့တဲ့နိုင်မှုနဲ့ပဲထပ်ပြီးနိုင်သွားခဲ့မလားဒါကတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါတယ်ဘလုံးပွဲတစ်ခုကြည့်ရှုဂျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျင်နေဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport for media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်တို့ဆက်ကွန်ဂျီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလည်း clip ဖို့မမေ့ကြပါနဲ့ဦးမြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးကြိုတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ကိုနောက်မှအေးဆိုကျွန်တော်အခုသွားကုန်ပြီပေါ့နောက်မှကျွန်တော်တို့ AC တွေ့ကြတာပေါ့အားလုံးကြိုတင်ပါတယ်မြန်မြန်လေး clip ဖို့မမေ့ကြပါနဲ့ဦးမြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်တေးပါဗျာ